ရာစပင်ကျွတ်တယ်ဆိုပြီးတော့ post လေး Facebook မှာတင်လိုက်တဲ့အချိန်ကျတော့အောက်ကနေပြီးတော့ engagement တွေအများကြီးရတယ်။ဘာလို့လဲဆိုတော့ဒါတော့လူမျိုးပဲအကုန်လုံးကကျွတ်နေကြတာ။ပြီးရင်တချို့လူ UDNs ကိုအရင်ချစ်ဖို့ကောင်းတယ်။ဒေါက်တာကြီးဟိုကလောက်ပါပါလောက်ပါအာဆိုပြီးတော့ကိုအကြံဉာဏ်တွေပေးကြရပေါ့နော်။တချို့ကျတော့လည်းဟာဒေါက်တာဟိုဟာကြောင့်ဖြစ်တာလား။ဒီဟာကြောင့်ရေကျွတ်အဒီဟာကြောင့်ဇဝင်ကျွတ်တာလားဆိုပြီးအဲသူတို့ကအကြောင်းရင်းတွေပါထပ်ပြီးတော့ လိုက်ရှာပြီးရတဲ့ဟာတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့မိန်းကလေးတွေအထူးသဖြင့်မိန်းကလေးတွေပေါ့ဆိုတော့စပင်ကျွတ်တဲ့ issue ကကြတော့တော်တော်လေးဟိုဟိုမိန်းထဲမှာအဖြစ်များတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီ video လေးကတော့ပေါ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 ့ပါပဲအာစပင်ကျွတ်တဲ့အကြောင်းရင်းတွေကကိုမသိသေးရဲ့ပြင်တခြားအကြောင်းရင်းတွေဘာရှိမလဲဆိုတာကိုကိုယ့်ကိုပြန်ပြီးတော့ check လုပ်တဲ့အနေနဲ့ပဲ data list လေးကိုပြောသွားပြမှာဖြစ်ပါတယ်ဆိုတော့စပင်ကျွတ်နိုင်ငံကကြတော့နံပါတ်1ချက်ကကြတော့တို့အပြင်သွားတဲ့အချိန်ကြာရင်အုတ်ထုတ်မဆောင်တာ အဲဆိုတော့ပြင်မှာပူတယ်ဘခနဲ့ဘခနဲ့ပဲဟိုဘက်အိမ်ကနေဒီဘက်အိမ်ကူးတယ်ဆိုပြီးတော့ခဏလောက်တော့နေလေးနည်းနည်းပူပြင်းတဲ့ချိန်မှာထိတဲ့ချိန်ကျဒီ hair follicle ဆေးတွေကညာကျရင်ဆိုရင်ပြန်ပြီးပြုတ်ထွက်တာတို့ဘာလို့အဲ့လိုမျိုး hair loss ဖြစ်ဖို့အတွက်ကိုအဲတာဆူစီတယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုရင်သပင်ကဟုတ်တယ်တော်တော်ကို protection အနေနဲ့ထားပေးထားတာဖြစ်တယ်ဒါပေမဲ့နေနဲ့ဓာတ်ရိုက် treat တွေးဖန်များတဲ့ချိန်ကျရင်လည်းဒါကသပင် ကျနိုင်တယ်ဆိုတော့ပြင်သွားတဲ့အချိန်ကြာရင်ဆိုနီနီဝေဝေကကြတော့အထုပ်လေးဆောင်ပေးဖို့လိုလိမ့်မယ်နောက်တစ်ခုကကြတော့ဘောက်တီရှိရဲ့အချိန်ကြာရင်လည်းဖြစ်မယ်ဒါကြောင့်လူတိုင်းသိပါတယ်ပြီးနောက်တစ်ခုအရန်ဖျားတဲ့အချိန် high fever ပေါ့နော်အဲအပြင်းဖျားပြီးရောတိတ်နေကြအောင်နောက်တစ်ပတ်နှစ်ပတ်လောက်ဆိုရင်တောက်လျှောက် စပင်ကြီးချွတ်တာပေါ့နော်ဒါကကြတော့3လကနေ4လလောက်ထိပဲဖြစ်တယ်ပြီးရင်သူ့ဟာနဲ့သူချွတ်သွားတဲ့စပင်ကြီးကသူ့သူပြန်ပြီးတော့ပေါက်လာတယ်ဆိုတော့ထိတ်မပြောင်းပါဘူးအရင်စိတ်ကူးစရာမလိုအဟာတွေရနောက်တစ်ခုကကြတော့ circulation နေသွားတာသွေးလက်ပတ်မှုနေသွားတာဘယ်လိုမျိုးနေထိုင်ရမှာဖြစ်လဲဆိုတော့ကိုအဲ exercise မလုပ်တော့တာကိုလည်းလှုပ်ရှားမှုမရှိတော့ဘဲနဲ့တစ်ချိန်လုံးထိုင်နေရအိတ်နေရအဲ့လိုမျိုးနေထိုင်တယ်အာပေါ့နော်အပြီးရင်နောက်တစ်ခုကတော့ဒီဟို office မှာပဲနေရတဲ့နေထိုင်တယ်ပြီးရင်နောက်တစ်ခု stress တွေအများကြီးတဲ့အချိန်ဆိုရင်သွေးလက်ပတ်မှုကမမှန်ကန်တော့အဲ့အချိန်ကြရင်ဆိုရင်လည်းစပင်ချွတ်များတယ်နောက်တစ်ခုက ော့သပင်ဆိုးဆေးအခဏခဏဆိုးတာပြီးရင်ဟိုအပေါ့နော် dryer တွေပါနေမဟုတ်တဲ့ချိန်ကျအရင်ပူတာတွေနဲ့ဟိုကိုထိတ်ကိုလောက်တာမျိုးတွေပေါ့နောက်တစ်ခုအဲ့ဒီ heat တွေနဲ့တွေ့ရပေါ့နော်နောက်တစ်ခုကကျတော့စားတော့နေတာဆိုတော့ဟိုဟာဆိုလဲကြီးများဒီဟာဆိုလဲကြီးများကြိုက်တဲ့ဟာတစ်ခုကိုပဲဒါဆွဆွမြင်းမြင်းစားအဆုံအောင်မစားတာပေါ့နော်အဲ့တော့ဘာဖြစ်လို့ဆိုတော့အသားဓာတ်တွေလျှော့တယ်အလိုအပ်တဲ့ vitamin ရှို mineral ရှို mineral အဲ့ဒီချိန်ကျမှဆိုရင်လည်းပဲသပင်ချစ်တာတွေဖြစ်တယ်ပြီးတော့နောက်တစ်ခု junk food ပေါ့တကယ်ဟိုမီးဖြစ်တဲ့အာဟာရပြည့်တဲ့အစားအသောက်ကိုမစားဘဲနဲ့ junk food ကိုကို ပြီးတော့ကြိုက်တာမျိုးပေါ့ junk food နဲ့ပဲ bike ကိုပို့ဖြစ်ရမယ်အဲ့လိုမျိုးနေတိုင်းမှာဆိုရင်လည်းလိုအပ်တဲ့အာဟာရမပါတာဖြစ်တဲ့အတွက်သပင်တစ်ချောင်းဖွဲ့စီလို့မရဘူးအားလုံးသပင်အများအပြားပြင်ချွတ်တယ်နောက်တစ်ခုက medical condition တွေကကျတော့တို့တို့အာဒီဆေးဝါးတချို့ဆေးဝါးတောက်ရတဲ့ဟာလေးတွေရှိလိမ့်မယ်အဲတချို့အာအခြေအနေတစ်ခုရှိလို့ပေါ့နော်နောက်တစ်ခုတို့တို့အဟောမုံပြောင်းလဲမှာဆိုသွေးဆုံသွားလို့ပါလို့ပါရှိမယ်ပြီးတော့ဒီစီချိုတွေရှိမယ်တခြားဒီ medical condition လည်းအများကြီးရှိပါတယ်ဆိုတော့ဒါကျတော့ list လေးချပြပေးတာကိုကရော အာဘာလုံးနေတာမို့လို့ဒီလိုမျိုးစပင်းခဏခဏကျွတ်တယ်လို့ထင်လေဒါရအဲ့တော့ကစပင်းအရင်ကျွတ်တာကြတော့အာဒါရဘန်ကောက်မှာနေတာဆိုတော့ရေချောင်း လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒါက filter တွေတောက်လျှောက်ခံနိုင်ပေါ့နော်အဲ့တော့ filter ခံပြီးနောက်ပိုင်းမှာတော့ကျွတ်တာသက်သာသွားတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာကျတော့ဘာဖြစ်လို့ကျွတ်လဲဆိုတော့ဒါကဒီစာအုပ်ကိစ္စလေးတွေထုတ်ရလေးရှိတယ်နည်းနည်း busy ဖြစ်တယ်အဲ့ချိန်ကနောက်ကျသွားမျိုးလေးတွေရှိတယ်ပြီးတော့ stress နည်းနည်းရှိရပေါ့နော်ပြီးရင်တော့ကိုအစားတောက်ဆိုအစားချိန်လေးကမမှန်တော့တာမျိုးတစ်ခါလေးကျရင်ကိုကကိုဆိုရင်ဒီ10နိုင်12နိုင်လောက် first thing ဖြစ်လို့ဖြစ်သွားမှန်းကိုမသိရမျိုးလေးပေါ့နော်အဲ့ဟာဒီချက်တွေများလာတဲ့အချိန်မှာအာစလာလာပေါ့နော်ဆိုတော့အခုတော့ပြန်ပြီးကိုကကိုတော့ပြန်ပြီးကြီးဆိုင်နေတယ် ဆိုတော့ဒီသပင်လိုမျိုးအကြောင်းအရာမျိုးလေးပဲအာသပင်ကိုပြန်ပြီးတော့ဘယ်လိုကျူးစားရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒေါက်တာမကြသေးခင်အားမှာထုတ်ထားတဲ့ဒီစာအုပ်လေးထဲမှာအကုန်လုံးရေးပေးထားတယ်အဟားနဲ့တူတူတင်းတင်းမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဝတ်ချက်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲခန္ဓာကိုယ်ဘယ်လိုကျူးစားရမလဲပြီးတော့ဒီရုပ်ပိုင်းဆိုင်ရာဘယ်လိုပြုပြင်ထိမ့်သိမ့်လို့ရလဲစိတ်ပိုင်းဆိုင်ရာကို decision ဘယ်လိုချလို့ရလဲဆိုတာလေးလည်းဒီစာအုပ်ထဲမှာအများကြီးထည့်ပေးထားပါတယ်ဒီစာအုပ်လေးကကြတော့ဝယ်လိုက်တဲ့လူတွေဖတ်လိုက်တဲ့လူတွေတိုင်းကိုကိုတော်တော်ကြီးကိုအကျိုးရှိပါလားဆိုရဲ့ ခံစားချက်ကိုပေးစီမဲ့စာအုပ်ဆိုတာတော့ဒါက guarantee လုပ်ရည်တွေပေါ့နော်ကဲအခုလောက်ဆိုရင်တော့ direct အရေးစပင်ကျွတ်တဲ့ပို့စီရအနေဦးတည်ပြီးတော့စပင်ကျွတ်စီအကြောင်းရင်းလေးတွေပေါ့သိသွားပြီလို့တော့မျှလင့်ပါတယ်ကျေးဇူးတင်ပါတယ်